လုံးမင်္ဂလာပါမျိုးတွေဒီ frame ကိုကျွန်တော်အချိန်မပြတော့ကျုံလိုက်မယ်နော်နော်ဒီ frame ကိုကျုံလိုက်ကျုံပြီးကျွန်တော်တို့ကြည့်ကြတော့နော်အဲ့တော့92ခုနှစ်ကစာချင်ပြီ frame 4ရဲ့နော်အဲ့ဒီ frame 4ကိုကြာပြီလို့ရှင်အဲ့ဒီ frame 4ကနေစပြီးတော့တို့တို့အပေါ်တစ်ခါပြန်ကြည့်လိုက်မယ်နော်ဒီမြင်းနိုင်ကြည့်လိုက်ဒါမျိုးတွေကြည့်ဦးတယ်စာတုံညာ frame နော်၃ခွန်၄ဆိုတဲ့ break လေးဒီဝမ်းချင်းထွက်မယ်ဒီမှာထွက်ပြီနော်၃ခွန်၄ဝမ်းချင်းထွက်ပြီလို့ရှိရင် ဒီတောင်းတောင်းလေးမယ်အဲ့လေးကြောင်းတဲ့နေ့နှစ်နေ့သုံးနေ့လေးနေပါကိုပေဟုတ်ပြီနော်ညိုလေးကိုပေဒီကနေ့ရိုက်ချင်တယ်နော်အဲ့ဒါဆိုရင်ကျွန်တော်လည်းပြန်သွားမယ်တဲ့လေးပရိတ်မြင်နိုင်နိုင်သွားလာနော်ကိုပရိတ်ဟုတ်တယ်နော်ဝမ်းကြီးနဲ့အောင်နေနော်နော်အဲ့ဒီကောင်ဝမ်းကြီးနဲ့အောင်နေတရားကြည့်တာနော်ဟုတ်ပြီနော်ဟလာသူ့ရဲ့ဝမ်းကြီးအောင်ပြီတပင်နှစ်ပင်သုံးပင်လေးပင်ဆင်လာရည်တဲ့6ပရိတ်ဟုတ်ပြီနော်၄6ဟုတ်ပြီနော်မျိုးလေး ဲ့လို၄၉၆လို့ဖြစ်တော့ ਨੇ အဲ့ဒီကဏ္ဍလေး၃၆ခွန်းဆိုတဲ့ကဏ္ဍလေးရိုက်ချင်တာဘယ်မှာရိုက်မတော့ဆိုတော့နော်ဒီ၃၆ခွန်းလေးကိုယူလိုက်ချင်တော့ခဏခဏတင်ဘူးနော်ဒီစောင်းသုံးသုံး၄ခဲ့တဲ့၄၄ចောင်း၄ရဲ့ចောင်း၉လေးအပိတ်ဖြစ်တဲ့အချိန်မှာတပင်တပင်သုံးပြီး၄ပင်နဲ့ဟုတ်ပြီနော်ဒီမှာစရိုက်ကြမယ်အဲ့ဒီမှာရိုက်ဖို့အတွက်ကိုလေသူကဘာတွေလှုပ်လှုပ်ခဲ့တော့ဆိုတော့တီ၂၃၄၅နော်ဒီတော့လိုက်၆ခါလေးမှတ်ထားလိုက်တပင်နှစ်ပင်သုံးပင်စင်လိုက်ဗရိတ်၅တဲ့ဟုတ်ပြီနော်အဲ့ဒီဗရိတ်၅ကိုမှတ်တာနော် အဲ့ဗရိတ်ငါးတဲ့အဲ့ဗရိတ်ငါးကြောင့်လို့တဲ့အဲ့ဗရိတ်ငါးနေပြီးတော့ဘယ်ကိုသွားမလဲဆိုတော့နော်ဒီဗရိတ်ငါးနဲ့ကြည့်လိုက်မယ်နော်ဒီဗရိတ်ငါးနဲ့သူထွက်မဲ့အပင်ပေးမှာဗရိတ်ငါးလို့ရှိနေရမှာနော်ရှိလို့တဲ့၄ထိတ်တဲ့၄ထိတ်တဲ့ခွန်ထိတ်တဲ့ဒီသုံးလုံးငါးလို့ဖြစ်တဲ့အချိန်မှာခုနကတော့ကျွန်တော်ပြခဲ့တယ်360ကိုးဗရိတ်အောက်ကနလေးမှတ်ထားနော်ဒီကိုးဗရိတ်နော်ဒီကိုးဗရိတ်အောက်ကနကို၄6လို့ဖြစ်ခဲ့တဲ့ဒီ6လေးအောင်းနေတာ ီမှာအောင်းနေတာအဲ့လိုအောင်းမှုတွေကိုသူ့ကြည့်လိုက်နော်မဟာပရိဒိတို့တဲခဲ့တာအဲ့ရနေပြီးရီးပြမယ်နော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်ခြောက်ချိန်နဲ့အပေါ်တက်လိုက်မဟာပရိဒိအဲ့ဒီငါးချောင်း၄၄ခွန်ဒီငါးတဲ့ဟုတ်ပြီနော်အဲ့လိုဖြစ်တဲ့အချိန်မှာဒီကဘာလို့တုံးဆိုတော့ပြင်နှစ်ပင်သုံးပင်လေးပင်ငါးပင်ထွက်လာရတဲ့6ခါတဲ့ဟုတ်တယ်နော်6ခါအဲ့ဒီ6ခါလေးကိုတပင်နှစ်ပင်သုံးပင်ဆင်းလိုက်6ခါတဲ့6 6 နောက်ကူလို့ဖြစ်တာနော်ဖြစ်ပြီးမှဒီကနန်းလေးအောင်းညင်တာခွန်ထိတ်ရတော့366 363နဲ့63တော့လှည့်ထိုးလိုက်ရုံနဲ့တို့ကမှ963နဲ့936လှည့်ထိုးလိုက်ရုံနဲ့ယူနေနော်ဟုတ်ပြီနော်လှည့်ထိုးလိုက်ရုံအဲ့ဒါဆိုရင်တော့ဘာဆက်ကြည့်မလဲဆိုတော့တပင်နှစ်ပင်သုံးပင်လေးပင်ထွက်လာလိုက်တယ်6ခါနှစ်ပရိတ်5ပရိတ်5ပရိတ်နှစ်ပရိတ်6ခါသူကစီနီယာတရားဖြစ်နော်5ပရိတ်ဖြစ်မယ်နှစ်ပရိတ်ဖြစ်မယ်6ခါဖြစ်မယ်အဲ့6ခါကမှသူ့ရဲ့သုံးပင်ဆင်းပြီး6ခါလို့ထိုင်ပြီးအဲ့ဒီ66ကမှ နောက်ကိုလို့ဖြစ်နေမှာဒီပရိငါ့ကိုပရိငါ့လို့လာထောက်တဲ့ချိန်မှာ၄၄ခုဆိုတဲ့ရှေ့သုံးလုံး၅တဲ့အပင်မှာဒီကနန်းအောင်မှာဟုတ်ပြီနော်အဲ့ဒါဆိုပြီးတော့ဒုတိယကကြည့်ကြမယ်နော်ပရိဒူဒူပဲနော်သူဒီစတဲခဲ့တာ၃ခုလေးတက်တယ်ပဲနော်ဒဏ္ဍာနဲ့ပဲသွားမှာလေးတယ်ခုလေး၃လို့တက်ပြီနော်အဲ့ဒါဆိုရင်ဒီကနေမြင်းနေတိုင်းလိုက်သွားလိုက်ခုလေး၃ဒီဝမ်းကျင်းနဲ့အောင်မယ်တဲ့၃၃ညာခုမဲဖြစ်နေမှာ၃၃ညာခုမဲနော်အဲ့ဒါဆိုရင်အဆောင်၃လုံးက၄၄ကြောင့်ကိုပိတ်တဲ့နေ့မှာအောင် ုတ်ပြီနော်အဲ့ဒါကျွန်တော်တစ်ချက်ပြန်သွားမယ်ဒီလေးကိုပြန်လာလေးကနေအောက်တက်တက်ရှင်းလာဟိတ်အဲ့ကနန်းဝန်းချင်းနဲ့ဗရိတ်ကိုအောင်မယ်ဟုတ်တယ်နော်ခွန်လေး၃ဝန်းချင်းနဲ့ဗရိတ်ကိုအောင်မယ်ဗရိတ်ကိုပြီးလို့ရှင်သူ့အောက်ကတပင်၂ပင်၃ပင်၄ပင်မှာဗရိတ်၆ပဲဖြစ်နေရမယ်တဲ့အဲ့ဒီဗရိတ်၆ပြီးနော်၅တက်စဲတဲ့၆ဗရိတ်၉ဗရိတ်၄ဗရိတ်ကိုတဲတဲ့ကနန်းလေးကဒီကနန်းလေးအောင်နေတာဟုတ်ပြီနော်အောင်ဖို့အတွက်ကျွန်တော်တို့ကိုနောက်ပိတ်ခဲ့တဲ့နှစ်ကိုဆင်းသွားမယ်နော်ဆင်းသွားခဲ့ပြီတဲ့နော် ။နောက်ဒီပြင်ရောက်တယ်ရောက်ပြီခေါ့။တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်ထွက်လာ။၆ခါဟုတ်ပြီနော်။ဒီနေ့တော့ဗရိငါအဲ့ဒီဗရိငါနဲ့ဒီဗရိငါနဲ့လာတူနေရမှာနော်။တူပြီနော်။တူပြီဆိုရင်အဲ့ဒါဆိုရင်ဒီ၆ခါ၊တစ်ပြင်နှစ်ပြင်သုံးပြင်ဆင်းလိုက်။၆ခါ။နောက်ကိုးလို့ဖြစ်တဲ့အချိန်မှာတစ်တုံညာငါရိုက်ချင်တယ်။အဲ့လိုရိုက်နေဆိုလို့ရှိရင်ဒီ၅ပရိဒီ၅ပရိဖြစ်ခဲ့တဲ့အကြောင်းလို့၄၃ညတိဆိုတော့ဒီ၃လုံး၅တဲ့ တုံညာတင်ကားနဲ့တော့တစ်တုံညာငားနဲ့ငားတုံညာတင်နှစ်ပွဲထည့်ကြရတယ်။ဟုတ်ပြီအဲ့ဒါဆိုရင်တချို့ပြန်ကြည့်။ချက်ခါနှစ်ပရိငားပရိငားပရိငားပရိနှစ်ပရိချက်ခါအဲ့ဒီချက်ခါမှာချက်ခါလို့ထောက်ပြီးမှနောက်ကိုလို့ရေးတယ်။ဒီငားပရိဒီငားပရိရဲ့ဒီမှာအောင်းညာဒီငားအကြောင်းကိုလေးတုံညာတစ်ဆိုတော့ငားဟုတ်ပြီနော်အဲ့ဒါဆိုရင်လေးတုံညာတစ်ဆိုတော့ငားတစ်ထည့်ရသွားတော့တစ်တုံညာငားတစ်ပေါက်ထည့်ရတယ်။မျိုးလေး ကိုလိုလည်းရလို့ရတယ်နော်ကျွန်တော်ပြန်ရေးပြီတင်ငါတုံညမြို့ဒီအစားကြည့်ရှင်းရှင်းလေးအဲ့ဒါသူကြိုက်မဲ့ပြန်ကြည့်တာနော်ဟုတ်လားရက်နေပြန်ကြည့်လိုက်ဖွင့်မဲ့ပြန်တစ်ချိန်နဲ့ချိန်၃ချိန်၄ချိန်၅ချိန်၆ခါ၂ပတိ၅ပတိ၅၂၆အဲ့ဒီ၆ကိုမှတပင်ငပင်၃ပင်ဆင်းလိုက်၆ခါနောက်ကိုဒီပတိ၅ကြောင့်သူ့ထွက်မပြီးမှပတိ၅လို့ဖြစ်ခဲ့တဲ့အပင်မှာ၄ထိပ်၄ထိပ်ခွန်ထိပ်ဆိုပြီးတော့၅လို့ပြန်ချုပ်တာဟုတ်တယ်နော်ရည်ရည်နော် ဟုတ်လားဒီထွက်မဲ့ချိန်ပါတဲ့နော်တပင်နှစ်ပင်သုံးပင်လေးပင်ထွက်လာတဲ့6ခါတဲ့နှစ်ပရိတဲ့5ပရိတဲ့အဲ့5ဟုတ်မှာ5ပရိလို့ဘေးကြီးဒီမှာထွက်လာနော်အဲ့ဒါဆိုရင်အဲ့ထိုင်ခဲ့တဲ့6ခါတပင်နှစ်ပင်သုံးပင်ဆင်းလာ6ခါတဲ့နောက်ဘူးဟုတ်ပြီနော်ဒီ5ဒီ5ဖြစ်ခဲ့လို့နော်သူ့ကြမယ်ခဏနီး၄၃၁တည်ပြီး၈၃လုံး5ဒီ5ကြောင်လို့ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီပင်မှာထွက်လာကနေ၁၃၅နဲ့ ်တင်ငါတယ်နှစ်ကွက်သေးတယ်နော်မျိုးလေးအဲဒီလေးပါမွေးနှမ်းလေးကြားလိုက်စောင့်နေတာအပင်တက်ကလေးမှစောင့်ထုတ်တာဗရိငါရဲ့ဘေးအဲ့ဗရိငါဒီဗရိငါရှိနေမှာကသူ့ရဲ့အောင်မှာဗရိငါရှိနေရတယ်ဒီဗရိငါအကြောင်းမလို့လဲဗရိငါဗရိနှစ်6ခါလို့လာဖြစ်နေမှာဒီပင်မှာထိုးမှာနော်အဲ့ဒါကြောင့်မလို့ဒီ6ခါဒီ6ခါလို့ဆိုတော့ကိုယ်လည်းဖြစ်နေရမယ်ဟုတ်ပြီနော်ဒီစားကြီးနော်6ခါကြရတယ်2ပြိကြရတယ်5ပြိကြရတယ်အဲ့5ပြိဒီမှာ5ပြိရှိနေတယ်အဲ့ဒီ6ခါဒီ3ပြင်ဆင်လိုက်6ခါနောက်9ပြိဖြစ်တဲ့အပြင်မှာရိုက်ပါ ရှေ့သုံးလုံး၅လို့ပြီးတာဒီ၅ဒီ၅ဟုတ်ပြီနော်အဲ့ဒါအဲ့လိုငလာမျိုးတွေပေါက်ကြပါလား